တမိုင်းဝင်ရွေးကောက်ပွဲမှာပြည်သူတွေမဲပေးခဲ့တာဒီနှစ်နိုဝင်ဘာ10ရက်နေ့မှာဆိုရင်တစ်နှစ်ပြည့်ပါပြီ။ရွေးကောက်ပွဲရလဒ်အရာပြောင်းလဲချိန်တက်ပြီဆိုတဲ့ကြွေးကြော်သံနဲ့တက်လာတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကအစိုးရဖွဲ့စည်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့စစ်တပ်ကစိတ်ကြရေးဆွဲထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာအပြောင်းလဲတွေကို ဖော်ဆောင်ရတဲ့အခါမှာအကန့်အသတ်တွေကလည်းရှိနေပါတယ်။ရွေးကောက်ပွဲတစ်နှစ်ပြည့်တဲ့အချိန်မှာပြည်သူတွေလိုလားနေတဲ့အပြောင်းလဲတွေကိုဘလောက်ထိဖော်ဆောင်နိုင်တယ်လဲဆိုတာသိရအောင် NLD အတွေ့အမှုအဖွဲ့ဝင်တယောက်ဖြစ်တဲ့ဦးညံဝင်းကိုမေးမြန်းကြည့်ပါမယ်ရှင်။အာဟုတ်ကဲ့ရှင်အာဦးညံဝင်းရှင်မနှစ်ကရွေးကောက်ပွဲမှာ NLD ကအပြောင်းလဲကိုကတိပေးပြီးတော့ရွေးကောက်ပွဲဝင်ခဲ့ပါတယ်ပြည်သူတွေကလည်းတခဲနဲ့ပဲမဲပေးခဲ့ပါတယ်အခုချိန်မှာအဲ့ဒီအပြောင်းလဲတွေကိုဘယ်လောက်ထိပေါ်ဆောင်နိုင်မလဲရှင်ကျွန်တော်တို့က ြောင်းလဲခြင်းတံမီဆိုတဲ့စကလုံးတိုင်းကိုစူးစမ်းတာစူးစမ်းတော့အခုအချိန်အထိပြောရလို့ရှိရင်အပြောင်းလဲတွေအများကြီးရှိတယ်ဟိုကောင်းမွန်တဲ့အပြောင်းလဲတွေအများကြီးရှိတယ်ကျွန်တော်တို့ဟိုဥပမာတစ်ခုကျွန်တော်ပြောရရင်ကျွန်တော်တို့ပြည်သူလွတ်တော်အရင်ပြည်သူလွတ်တော်လက်ထက်တည်းကသူတို့ကျင့်သုံးခဲ့တဲ့တမျိုးနယ်သိန်းတစ်ထောင်ချပြီးတော့ဒေသဖွံ့ဖြိုးရေးဟိုတုန်းကသိန်းတစ်ထောင် ဘသူကင်လို့ဘသူသုံးမှန်းကိုမသိဟောဟိုတော့ကတော့ transparency မရှိဘူးကျွန်တော်တို့အခုဟာဒီဟာတွေနဲ့ပတ်သက်ရင်လွတ်တော်ကိုယ်စားလှယ်တွေအသီးသီးကကိုယ့်နေရာဒေသတွေမှာအဲ့ဒါကိုကော်မတီထဲမှာကိုယ်တိုင်ပါဝင် ဆောင်ရွက်တယ်ကိုယ်တိုင်သုံးစွဲနေကြတော့ကြည်သူလူတို့ကအဲ့ဒီပုံမှာအများကြီးဟမ်ဟိုလက်ခံတယ်နောက်တစ်ခုကငញ្ញမ်းရင်းနဲ့ပတ်သက်ရင်ပင်လုံး စိတ်တန်တဲ့ပင်လုံကိုရှေ့တင်ပြီးတော့ကျွန်တော်ဒီညီလာခံတွေကိုလုပ်နေကြတာဒီမှာလဲတုတ်တမှုအများကြီးရှိပါတယ်ဟိုတော့ကလက်မမထိုးတဲ့ပုံကိုယ်တွေအများကြီးရှိတယ်အခုဒီဟာနဲ့ပတ်သက်ပြီးစူးစမ်းနေတယ်ကျွန်တော်နားလဲသလိုပြောရရင်ဒါအောင်မြင်ပါအောင်မြင်ပါနောက်အရေးအကြီးဆုံးငညာရဲ့အဆင့်ကိုသွားတဲ့အခါမှာအားလုံးပါဝင်ဖို့အကြောင်းကြောင်းနဲ့ကြံနေတဲ့ဟာတွေကိုလည်းပါဝင်အောင်ကျွန်တော်လုပ်မယ် လှုပ်တဲ့နေရာမှာလည်းတိုးတက်မှုတွေအများကြီးရရှိနေပါတယ်အဲ့တော့အရေးကြီးတာက နောက်ဆုံးငြိမ်းချမ်းရေးနဲ့ပတ်သက်ရင်နိုင်ငံရေးတွဲဆုံဆွေးနွေးပွဲဒါအရေးကြီးဆုံးပါပဲအဲ့တော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့ဟိုကျွန်တော်ဥက္ကဋ္ဌလည်းကိုယ်တိုင်ပြောပါတယ်လှုပ်တွေတိတ်များနေတော့စီးပွားရေးကိုဟိုပြပြစီမလုံးနိုင်သေးတဲ့အခါမှာစီးပွားရေးတိုးတက်မှု နေခွင့်နေတယ်ဆိုတော့ဒါအလုံးလည်းသိပါတယ်သို့တော်လည်းပဲအဲ့ဒီနောက်ပိုင်းမှာဟို အခုဒီရက်ပိုင်းမှာကိုစီဝါရီနဲ့ဆိုင်တဲ့မြန်မာနိုင်ငံကအဲစီဝါရီသမားကြီးတွေအုပ်စုလိုက်နိုင်ငံသားသွားကြမယ်အလုတ်ခိုင်အခွင့်အလမ်းတွေရင်းနှီးမြှုပ်နှံမှုညှော်လင့်ချက်တွေဒါတွေနဲ့ပတ်သက်ပြီးရှင်းလင်းပြောကြတာတွေလုပ်နေပါတယ်အဲတော့စီဝါရီနဲ့ပတ်သက်ရင်လည်းလာမယ့်အချိန်မှာတော့ PPC တို့တို့တလုတ်ပြစ်မှာပါအဲတော့အဖွဲ့ချုပ်ဥက္ကဋ္ဌအနေနဲ့လည်းဂျပန်နိုင်ငံသွားတာလည်း ဒီနေ့ကျွန်တော်တွေ့ရတဲ့သတင်းစာခေါင်းကြီးပိုင်းနဲ့ကြည့်လိုက်ရင်တော့စီးပွားရေးအထူးကပဲလို့မြင်ရပါတယ်။ဟုတ်ကဲ့ပါ။အဂရိလိုက်စားမှုတိုက်ဖြတ်ရေးနဲ့ပတ်သက်လို့လည်းအဖွဲ့ချုပ်ကရွေးကောက်ပွဲဝင်တုန်းကပြောခဲ့တာတွေရှိပါတယ်။အဲ့ဒါတွေကရောဘလောက်ထိအောင်မြင်ပါပြီလဲရှင့်။ကျွန်တော်တို့ပြန်လည်ဖွဲ့စည်းရေးလုပ်နေပါတယ်။ဒါထွက်လာမှာပဲအသေးချပြောလို့ရမယ်။ထွက်လည်းထွက်မှာပါ။ဒါမထွက်လို့မရအောင်။အဲ့တော့တိုက်ပြတိုးတက်ရေးစီးပွားရေးဘာညာဘလောက်လို့လို့ ကျွန်တော်တို့အဲ့ဒီဟိုတရားဥပဒေစိုးမိုးရင်းနဲ့အကျုံးဝင်တဲ့ဒီလက်ပိလက်ယုံကိစ္စဒါကိုမဖြတ်ပဲနဲ့တော့ဒါကိုမတိုက်ပဲနဲ့တော့အခုနာကိစ္စတွေအောင်မြင်ဖို့ခဲ့ရမှာကျွန်တော်တို့ပါတီရရော ကျွန်တော်တို့အစိုးရရောဒါကိုကောင်းကောင်းသိပါတယ်လုပ်ပါလိမ့်မယ်ဟုတ်ကဲ့2015ရွေးကောက်ပွဲမှာတိုင်းရင်းသားပါတီတွေအဲငကိုရှိပြီးသားလွှတ်တော်နေရာတွေကိုဆုံးရှုံးခဲ့တယ်ပေါ့ ဒီ NLD ကတခြားလုံးလဲတိုင်းရင်းသားအခွင့်အရေးနဲ့ပတ်သက်ပြီးတော့ပြောခဲ့တာတွေလည်းရှိပါတယ်တကယ်တမ်းအာဏာရလာတဲ့အခါမှာတိုင်းရင်းသားအခွင့်အရေးတွေနဲ့ပတ်သက်ပြီးတော့ဘလောက်အတိုင်းအတာထိလုံနေတယ်လို့ပြောလို့ရပါမလဲရှင်တိုင်းရင်းသားအခွင့်အရေးဆိုတာ NLD အစိုးရကအခွင့်အရေးကိုပေးမှာဟိုလက်ရောက် handed မဟုတ်ဘူးကျွန်တော်အခွင့်အရေးသာပေးမှာစူးစမ်းဖို့ကကိုယ်ပိုင်စူးစမ်းမှာတိုင်းသားတွေစူးစမ်းမှာ နော်ကျွန်တော်တို့တိုင်းသားတို့မှာဗမာလည်းပါဗမာကကရင်ကိုစူးစမ်းနေလို့ဘာမှဖြစ်ဘူးကရင်ကိုယ်တိုင်စူးစမ်းမှာဗမာအားပေးမှာကျွန်တော်ဒီဒီညမှာအယူဆလေးတွေရှိတယ်အဲလုတ်ပေးဖို့လုတ်လုတ်ပေးဖို့ကျွန်တော်တို့တာဝန်ဖယ်တော့မှမခံဘူးအခွင့်အရေးပေးဖို့ကျွန်တော်တို့တာဝန်ခံတယ်လုတ်ပိုင်권ရှိဖို့အခွင့်အရေးရှိဖို့ဒါပဲအမှတ်ခံမှာဖြစ်ပေါ်တိုးတက်မှုအတွက်ကတော့ကိုယ်ကိုယ်တိုင်ချိုးပါမှာ ဟုတ်ကဲ့အခုနောက်ပိုင်းပြောကြတာတခုရှိပါတယ်ပါတီကရွေးကောက်ပွဲဝင်ခဲ့တဲ့အချိန်တုန်းကပါတီကိုပဲကြည်ပါလူတယောက်ချင်းစီကိုမကြည်ပါနဲ့ဆိုပြီးတော့ပြောခဲ့ပါတယ်အခုနောက်ပိုင်းကျတော့ဒီပါတီတွေကတချို့အမတ်တွေရဲ့လုပ်ရည်ကိုင်းကိုကြည်ပြီးတော့ပါတီကိုကြည်ပြီးတော့မဲထဲခဲ့တာပါတယ်ဆိုပြီးတော့ပြောလာကြတာတွေလည်းရှိပါတယ်ဒါနဲ့ပတ်သက်လို့ပါတီကဘယ်လိုများပြန်ရှင်းပြကြမှာလဲရှင်ကျွန်တော်တို့ပါတီကိုဟိုနေပုံကုန်မကြည်ပါနဲ့ပါတီကြည်ပါဆိုတော့ကျွန်တော်တို့လွတ်တော်တဲ့မှာအဖွဲ့ချုပ်အင်အားကောင်းမှာ ကျွန်တော်တို့အဖွဲ့ချုပ်ညီမှန်းချက်ဖြစ်တဲ့ဒီမိုကရေစီနဲ့ဖွံ့ဖြိုးတိုးတက်ရေးသွားလို့ရမှာ။ညာပုံကတူချင်းကိုဦးစားပေးလို့ NLD အင်အားနည်းရင် NLD လုတ်ပိုင်ခွင့်ပြုလို့ရအောင်။အခုလုံးလုံးစေကိုပဲလွတ်တော်ဆိုတာလှမ်းကြည့်တာနဲ့ဟိုမှာတမတ်တာရောက်နေ။အဲ့တော့ကျွန်တော်တို့ကဒီလိုအခြေအနေမှာဒီဥပဒေသားကိုပဲကျွန်တော်ကန်ရမှာ။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဦးညောင်ဝင်းရှင်။ ဟုတ်ကဲ့ဒါကတော့ရွေးကောက်ပွဲတစ်နှစ်ပြည့်လာတဲ့အချိန်မှာပြည်သူတွေလိုလားနေတဲ့အပြောင်းလဲတွေကိုဘယ်လောက်ထိပေါ်ဆောင်နိုင်သလဲဆိုတာသိရအောင် NLD ပါတီရဲ့အတွင်းမှုအဖွဲ့ဝင်တယောက်ဖြစ်တဲ့ဥညာဝင်းကိုမင်းမြန်းကြည့်ခဲ့တာဖြစ်ပါတယ်ရှင်ဆက်လက်ပြီးတော့ကြန့်ရှိနေသေးတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားပါဦးမယ်ရှင်